တရုတ်ဤပံပိုးမှုမရှိပဲစစ်ရာဇဝတ်ကောင်မင်းအောင်လိုင်းအာနာဆက်မထိန်ထားနိုင်သောသဖြင့်အကြမ်းဖက်မြန်မာစစ်အုပ်စုကိုထောက်ခံနေမှုအပေါ်ပြန်လည်စဉ်းစားရန်နယူးဇီလန်လွှတ်တော်အမတ်ကတရုတ်ကိုတိုက်တွန်းတရုတ်ဤပံပိုးမှုမရှိပဲစစ်ရာဇဝတ်ကောင်မင်းအောင်လိုင်းအာနာဆက်မထိန်ထားနိုင်သောသဖြင့်အကြမ်းဖက်မြန်မာစစ်အုပ်စုကိုထောက်ခံနေမှုအပေါ်ပြန်လည်စဉ်းစားရန်နယူးဇီလန်လွှတ်တော်အမတ်ကတရုတ်ကိုတိုက်တွန်းလိုက်သည့် ထိုင်းနိုင်ငံနိုင်ငံသားသတင်းထောက်များအသင်းတွင်အော်တိုဘာလ၁ရက်နေ့မြမအရေးနှင့်ပတ်သက်၍သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်လေဘာပါတီမှနယူးဇီလန်လွှတ်တော်အမတ်ကယင်းကဲ့သို့ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည့် လက်ရှိအကြမ်းဖက်မင်းအောင်လှိုင်၏အခြေအနေမှာတရုတ်နိုင်ငံ၏ပံ့ပိုးမရှိဘဲအာဏာကိုဆက်လက်ထိန်းထားနိုင်ခြင်းနှင့်ဆက်လက်ရရှိနိုင်ခြင်းမရှိတော့ကြောင်းမင်းအောင်လှိုင်နှင့်စစ်တပ်ကိုတရုတ်က ထောက်ခံနေခြင်းမှာမြန်မာစစ်တပ်ကကျူးလွန်သောစစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇဝတ်မှုများတွင်တရုတ်က ပါဝင်နေခြင်းဖြစ်ကြောင်းရင်းတို့ပါဝင်နေခြင်းမှာအင်အားကြီးလေးစားပွားဖြစ်သောနိုင်ငံကြီးတစ်ခု၏အပြုအမူမဟုတ်ကြောင်းနင်းကပြောဆိုသည့် စစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်ဟာတရုတ်ရဲ့ပံ့ပိုးကူညီမှုမရှိဘဲနဲ့အာဏာကိုရနိုင်တော့မှာမဟုတ်ပါဘူး။ဒါဟာမင်းအောင်လှိုင်ရဲ့စစ်ရာဇဝတ်မှုလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေမှာတရုတ်က ပါဝင်နေတာဖြစ်ပါတယ်။အဲ့ဒါကတော့အင်အားကြီးမာပြီးလေးစားစားရတဲ့နိုင်ငံကြီးတစ်ခုရဲ့အပြုမူတော့မဟုတ်ပါဘူး။ကျွန်တော်အနေနဲ့တရုတ်ကိုပြောချင်တာကမင်းတို့ရဲ့နေဆက်ဒေတာမှာတည်ငြိမ်မှုလိုချင်နေဆိုရင်မင်းရဲ့အခြေခံအဆောက်အအုံလမ်းကြောင်းကိုကာကွယ် ရှင်နေတဘာသူညတယန်ဇာတတွေကိုအသုံးပြုခွင့်ရကျင်နေဆိုရင်ဒါတွေကတရုတ်နိုင်ငံရဲ့နိုင်ငံသားရေးပေါ်လစီပန်းနိုင်တွေ ဆိုရင်ဒီမုန်တီးစရာ ကောင်းတဲ့စစ်တပ်အတွက်မင်းရဲ့ထောက်ခံမှုဟာမင်းရီမန်းချက်တွေကိုဖြစ်စေနိုင်ပါမလားဆိုတာကိုငါတန်သဖြစ်မိပါတယ်တရုတ်နိုင်ငံကိုကျွန်တော်တို့ပြောချင်တာကမင်းတို့ဟာကမ္ဘာပေါ်မှာအလွန်အဆိုးရွားဆုံးစစ်အာဏာရှင်တွေကို ထောက်ပံ့ပေးနေသူဖြစ်ပါတယ်ဟုနယူးဇီလန်လွှတ်တော်အမတ်ကပြောဆိုသည့်လက်ရှိတွင်စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံသည်စနစ်တကျရာဇဝတ်မှုများကျူးလွန်နေသောနိုင်ငံကဘာကြီးကိုလိန်လဲလှည့်ဖျားနေသောကြားဖြန့်စင်တာကြီးတရားမဝင်မူရစေဝါများထုတ်လုပ်ရာနေရာကြီးဖြစ်လာနေကြောင်းမြန်မာနိုင်ငံတွင်စင်ဆက်မပြတ်တည်ငြိမ်မှုရှိသောငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိမှသာတရုတ်နိုင်ငံ၏ရည်မှန်းချက်ကိုရရှိလိမ့်မည်ဖြစ်ကြောင်းမင်းကထောက်ပြထားသည်